အမေရိကန်ကမြန်မာတရားလိန်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့အကြောင်းကိုပြောပြပါမယ်။ပြစ်ဒဏ်ချမှတ်ခံထားတဲ့သူကတော့နယူးယောက်ပြည်နယ်အာဘက်ဖယ်လိုမြို့ရဲတပ်ဖွဲ့မှာ အရန်ယူနစ်အရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့အသက်38နှစ်အရွယ်အောင်ကောင်းမြတ်ဆိုတဲ့လူဖြစ်ပါတယ်။သူ့ကိုလိမ်ပိုင်းဆိုင်ရာစော်ကားရန်ကြံစီမှုအမှုနှစ်ခုနဲ့အမေရိကန်တရားရုံးတရုံကဂျွန်လ16ရက်နေ့မှာ ထောင်ဒဏ်10နှစ်အပြစ်ပေးခဲ့တာဖြစ်ပါတယ်။ သူကလင်းဆိုင်ရာထိတွေ့မှုအတွက်အတင်းအကျပ်စေခိုင်းခဲ့တဲ့ဆိုတဲ့အကြောင်းကိုတရားရုံးမှာဝန်ခံခဲ့ပါတယ်။ဒါကြောင့်တရားရုံးကပြစ်မှုတစ်ခုကို၄နှစ်နဲ့ပြစ်မှုနှစ်ခုအတွက်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။အမှုတစ်ခုကိုသူကဒီပြီးခဲ့တဲ့နှစ်ဩဂတ်လ16ရက်နေ့မှာကျူးလွန်ခဲ့တာဖြစ်ပါတယ်။ဆိုတော့ပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာလည်း၁၀နှစ်စောင့်ကြည့်မှုခံယူရမယ်လို့အမိန့်ချမှတ်ခဲ့ပါတယ်။အောင်ကောင်းမြတ်ဟာပြစ်မှုကျူးလွန်ချိန်မှာတော့ရဲတပ်ဖွဲ့ထဲမှာတာဝန် င်ထမ်းဆောင်နေစေဖြစ်ပါတယ်။ Wyrumi အကောင်တီခရိုင်ရဲ့ရှေ့နေပေါ့နော်ဒီ Vincent Hemmings ကလည်းဒီဒါဟာတရားမျှတတဲ့ပြစ်ဒဏ်ဖြစ်တယ်။တတိရှိရှိနဲ့ထုတ်ဖော်ပြောဆိုခဲ့တဲ့တရက်လိုအမျိုးသမီးကိုလည်းချီးကျူးတယ်လို့ပြောခဲ့ပါတယ်။